အင်တာမီလန်တင်ဟာဖီဘာကလပ်ကပောက်ဖလားပြိုင်ပွဲဆက်ရောက်တဲ့အစီအမှာဖလူမီနက်စီအသင်းကိုနှစ်ဂိုးဂိုးရှိတဲ့အရေးတွေကပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက်အသင်းကောင်းဆောင်လော်တရိုမာတီနက်စ်ကအသင်းကိုဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်လော်တရိုမာတီနက်စ်ကကျွန်တော်ကအဓိကဆူပလာယာတွေတိုက်ပွဲဝင်ကြပါတယ်အင်တာမီလန်မှာဆက်နေခြင်းတဲ့သူတိုင်းကအတီအတွက်တိုက်ပွဲဝင်ကြပါပါ ဒါပေမဲ့မနေရီချင်းတဲ့သူတွေကတော့ထွက်သွားနိုင်ပါတယ်။ကျွန်တော်တို့ကအသေးမှစစ်ကြည့်တဲ့ကစားသမားတွေကိုပဲလိုချင်ပါတယ်။ဒီလိုရေးပါတဲ့အင်ဂျီကိုဝတ်ဆင်ထားပြီးဆိုရင်ထိတ်တဲ့အဆင်စိတ်တဲ့မျိုးရှိဖို့လိုပါတယ်။ဒါမှမဟုတ်ရင်တော့ကျေးဇူးပြုပြီးထွက်သွားပါလို့ပြောခဲ့တာပါ။ဒီဘက်မှာအင်တာမီလန်အသင်းကဖလူမီနန်စီအသင်းဘက်ကိုဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ခဲ့ပေမယ့်တိောက်တဲ့ဂိုးပေါက်ချင်းချောင်းဝင်နေခဲ့တဲ့အတွက်ကလပ်ဘောက်လာပြန်မဲကနေစောစီးစွာထွက်ခွာခဲ့ရဖြစ်ပါတယ်။ဘရာဇီးကလပ်ဖလူမီနန်စီအသင်းတွေကဒီဘက်မှာတင်ကိုတွေကိုပွဲရင်၃မိနစ်မှာကာလိုနဲ့မိနစ်60ပြည့်ပြီးနိုင်ခြင်းဖို့၃မိနစ်မှာဟာဂူလက်စ်တို့ကတွင်ယူခဲ့တာပါ။ အင်တာမီလန်အသင်းအားပြီးခဲ့တဲ့ချန်ပီယံလိဘိုလီဝဲမှာပီအက်ဂျီအသင်းကို၅ဂိုးဂိုးမရှိနဲ့ဂိုးပြတ်အရင်နေခဲ့သလိုကလပ်ကမ္ဘာဗလာပြန်ပွဲကနေထွက်ခဲ့ရတဲ့အတွက်ဒီယာဒီကိုဆူပလာလက်မဲ့ဖြစ်နိုင်ဆုံးသက်ခဲ့ရတာဖြစ်ပါတယ်။အင်တာမီလန်အသင်းကောင်းဆောင်လိုရိုမာဒီနက်စ်ကအသင်းအတွက်ဆူပလာကိုရရှိဖို့တိုင်ဝဲမဲ့ကစားသမားတွေကလိုချင်ပြီးဆိုရတဲ့ယာဒီအတွက်အသင်းပရိသတ်တွေကိုတောင်းမဲ့ချောင်းပြောခဲ့တာပါ။ဒီဘက်မှာဖလူမီနက်စ်အသင်းကိုအကောင်းဆုံးဦးဆောင်ပြီးကွာတာဖန်နဲ့ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့တဲ့အသင်းကောင်းဆောင်တီယာကိုစေးပါပွဲပြီးမှငိုကြေးပြီးအောင်ပွဲခံခဲ့ပါတယ်။နောက်တစ်ဆင့်ကဖီဘာကလပ်ကမ္ဘာဗလာပြန်ပွဲကိုဝင်ရောက်ရှိပြန်နေတဲ့ဘရာဇီးကလပ်အသင်း၄သင်းထဲမှာဖလူမီနက်စ်နဲ့ပါမီးအသင်းတို့ကွာတာဖန်နဲ့တက်ခဲ့ကြပြီးဟိုတာဖို နဲ့ဖလာမင်ဂိုအသင်းတို့ဆက်ရောက်တဲ့အဆင့်ကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်